မြတ်စွာဘုရားကတဲ့ဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဟောခဲ့ပါသလားတဲ့လမ်းညွန်ပြသခဲ့ပါသလားသိချင်ပါလေပတိလင်းကိုခေါ်ထားခဲ့တာဖြစ်ပါတယ်မြတ်စွာဘုရားကတဲ့ဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ဟောခဲ့ပါသလားတဲ့လမ်းညွန်ပြသခဲ့ပါသလားသိချင်ပါလေတဲ့ အတိလင်းကိုဟောတော်ခဲ့တာဖြစ်ပါတယ်။ဖျားဆိုတာငါကြောက်တဲ့ပိုင်တို့အရာမဟုတ်ဘူး။တင်တို့လည်းဖျားဖြစ်ချင်ရင်ဖြစ်အောင်လုပ်လို့ရတယ်ကြိုးစားခွင့်ရှိတယ်တဲ့။ဒီလား။လူတိုင်းမှာဖျားဖြစ်ခွင့်ရှိတယ်။အဓိကကိုယ့်အပေါ်မှာမူတည်တာကိုယ့်ရဲ့ဝါဒနာကိုယ့်ရဲ့တရားနော်။တချို့ကတော့ဖျားမဖြစ်ချင်ဘူး။နိဗ္ဗာန်ကိုပဲလိုချင်တယ်။ဟိုတချို့ကျတော့ဖျားဖြစ်ချင်တယ်။ဒါကသူ့သဘောတဘာဝပါပေါ့။ ဖျားဖြစ်အောင်အားကြတော့ပါရမီ30ပါအပြား30ကိုဖြည့်ခြင်းမလိုလေနော်သွန်ချင်းကြီး5ပါကိုဖြည့်ခြင်းဖို့လိုတယ်လောကဓာတ်သဗ္ဗယာလောကဤအကျိုးညာတရာသဗ္ဗယာသွေမျိုးတွေရဲ့အကျိုးဘုဒ္ဓတရာသဗ္ဗယာဖျားဖြည့်ခြင်းရဲ့အကျိုးတွေကိုကျင့်ဖို့လိုတယ်ပေါ့နော်အကားတော့ဖျားဖြည့်ခြင်းရဲ့အနှစ်ချုပ်ပေါ့လေဖျားတို့ဒီမှာ3မျိုးရှိတယ်ပညာတိကဖျားလောင်းရဲ့ တတ္တဓိကဖျားလောင်းရယ်ဝိရိယဓိကဖျားလောင်းရယ်ဘောအဲ့ဒီမှာပညာဓိကဖျားလောင်းကြတော့ပါရမီကို၄အတင်ခြင်းနဲ့ကဘာသိမ့်ဘောဦးသိန်းခုနကပြောခဲ့တဲ့ပါရမီပုံရိပ်တွေကို၄အတင်ခြင်းနဲ့ကဘာသိမ့်ဖြစ်တာကိုပညာဓိကဖျားလောင်းဘောတတ္တဓိကဖျားလောင်းသလိုရှိရင်၈အတင်ခြင်းနဲ့ကဘာသိမ့်ဖြစ်ရမယ်ဝရိယဓိကဖျားလောင်းသလိုရှိရင်၁၆အတင်ခြင်းနဲ့ကဘာသိမ့်ပါရမီဖြစ်ရမယ်ဘောနော် အဲ့လိုဖြစ်မှဖျားဖြေခွင့်ရမှာပါဖျားတော်ကမိမစိတ်ကုန်လို့သာသနာ့ဘောင်ဝန်တော်လားဖျားတဲ့ဟိုဦးသိန်းကိုတီးတဲ့လူတတော်များများကတော့အဲ့ဒီလိုထင်ပါတယ်ဦးသိန်းနောက်ပိုင်းစိတ်ပညာလေးတာတော့အခါတရတော့မှသူတို့အဲ့ဒီလူမမြင်ခင်ကလေးကတနေ့လူမှကလေးကဦးသိန်းကမိမကို စိတ်ကုန်နေတဲ့ပုံပေါက်ပါတယ်အဲ့ဒါကိုဦးသိန်းမသိဘူး ဒါကိုဥဒင်းနားလည်အောင်ပြောပြဥဒင်းတို့မိသားစုကကွဲတာပေါ့အဖေနဲ့မိပဲကွဲပါပြီတော့ဘာကြောင့်လဲဆိုရင်အဖေကမင်းကထားတာကိုအမေနဲ့ခဏခဏညာဖြစ်တာပေါ့အဲ့မှာလည်းဥဒင်းကဟိုဟာ၈နှစ်၉နှစ်၁၀နှစ်ပဲရှိ ਉ မှာပေါ့အဲ့ဒီရကကလေးတယောက်ရဲ့နှလုံးသားရမ်းညွှန်းနေတဲ့ခါမှာစိတ်တန်ရပါတယ်အဲ့ဒါကို သိပညာအခေါ်အော်အဖြစ်ဆိုရင်မိမကြောက်ယောဂတဏှိအဖြစ်ဂျီနိုဖိုဘီယာပေါ့အဲ့ဒါရပါတယ် အဲ့နောက်ပိုင်းမေကင်းလောသားမပြောတော့အဲ့ဒါလည်းဥဒင်းကမသိသေးဘူးကိုကိုကမိမနဲ့ပဲကင်းကင်းရှင်းရှင်းနေတဲ့ပုံစံကိုခံရတာနော်နောက်ပိုင်းကမာလေးတယောက်ကိုလူငယ်ပဲပြီးပြုစင်ပြီးချိန်ကြိုက်တာပေါ့သူကကိုယ်လက်ထိုင်လာပြီးနောက်မဲ့သူ့မှာဘယ်ရှိမှန်းသိတဲ့ခါကျတော့ဥဒင်းကနောက်တုတ်လိုက်အဲ့ဒီမှာဥဒင်းစာလေးဖတ်ပြီအဲ့ဒီချိန်မှာလုံးဝတာကိုစစ်ဖြစ်ဖတ်တာ တာဖိုင်ခိုင်းနေအမပါရိုက်တာကိုလိလာမိလိလာတဲ့ခါကျတော့ငါဒီပါရိုက်တာငါတင်ကျင်တဲ့ရန်ကိုသိအိချက်မှုရတယ်ငါတောက်အောင်တင်မဲ့ပြီးရင်ပြန်ပြီးတော့ညဝေးမယ်ဆိုပြီးသိနေခုံကျူခဲ့ပါတယ်နော်ခုံကျူပြီးစာရေးသုံးဖက်သိပညာတွေရဲ့ဖက်အသွေးခေါ်တွေရဲ့ဖက်တမန်တွေရဲ့ဖက်အဲ့မှာသိပညာကိုဖတ်တော့မှဦးပြန်ကိုကိုကိုနားလေသွားတော့ ဩဒါကြောင့်ငါကျွန်တော်ဖိုးပြီးရမင်းမကြောက်ယောဂရှိခဲ့တယ်နော်အဲ့ကြောင့်မှပြန်ပေါ်တာမေဘွားဟိုက်ပြန်ပေါ်တာတကယ်တော့မိမကိုသိကုန်လို့ဝင်လာမဟုတ်ပါဘူးစာပေကိုသင်ကြားခြင်းလို့ပြင်ပြန်ပြီးတော့ဟောပြခြင်းလို့ဝင်လာဖြစ်ပါတယ်မိမထမင်တန်းအောက်ကိုဝင်ပြီးလို့ရှိရင်ဘုံနေပါတလားမိကွန်းလာမိထတာတွေ့ရပါတယ် တကယ်တော့မိမထမိန်တန်းအောက်ကိုဝင်လို့ဘုံနှိပ်တာမဟုတ်ပါဘူးမိမထမိန်တန်းအောက်ကိုဝင်လို့ရှိရင်ဘုံနှိပ်မယ်ဆိုတဲ့အသွေးအထင်အယူအဆကသာလျင်ဘေးဖြစ်တာဖြစ်ပါတယ်မြန်မာစကားမှာဥပဒံကြောင့်ဥပဖြစ်တယ်တဲ့ဥပဒံကအဆွဲလန်းပေါ့ဥပဒ်ဆိုတာဘေးကိုပြောတာအဆွဲလန်းကြောင့်ဘေးဖြစ်တယ်နော်တကယ်တော့မိမထမိန်တန်းအောက်ကိုဝင်ရုံနဲ့ဘုံမနှိပ်ပါဘူး အဲ့ဒီဘုံနှိပ်တဲ့ဆိုတဲ့အတွေ့အထင်အယူဆကတန်လျင်ဘုံနှိပ်တာဖြစ်ပါတယ်ကိုကအဲ့ဒီအချိန်မှာအာငါဝင်မှုတောက်ယူဆိုပြီးတော့ကိုရဲ့စိတ်ကညှို့ငယ်သွားမယ်ဆိုလို့ရှိရင်စိတ်ကမလန်းတော့ဘူးစိတ်မလန်းလို့ရှိရင်ဘယ်လောက်ကိုပဲလွတ်လို့မအောင်မြင်တော့ဘူးအဲ့ဒါကိုပြောတာဖြစ်ပါတယ်လူတယောက်ကစိတ်တက်အများနဲ့တကြွနေမယ်ဆိုလို့ရှိရင်ဒီလုံးသမားတွေကလည်းအောင်မြင်နေမှာဖြစ်ပါတယ်နော်အဲ့ဒီအတွေ့အကြုံကိုရဲ့စိတ်တွေကညှို့ငယ်သွားရောညှို့ငယ်လို့ရှိရင် ဘာလဲလို့မအောင်မြင်တော့ဘူးအဲ့ဒါကိုပြောတာဖြစ်ပါတယ်